ဟေးယောဝလုံးပဲမင်္ဂလာညချမ်းလေးပါဒီဇင်ဘာလ17ရက်နေ့ရက်ညနေပိုင်းအထူးတရမြောက်ပထမဆုံးလူချင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့သူမျိုးချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တင်လေးတွေစကြရအောင်ဒီဇင်ဘာလ17ရက်နေ့တွေမကွေတိုင်း6မြောက်နေ14မြောက်အဝင်ဗျာဆိုင်တွေတောက်စာမိုးယူနေတော့ချောင်းပိတ်ရွာမှာမြို့ဆိုတီခေါဆောင်မူးအောင်ကူမကွေးခရိုင်အမတ်တိတက်ချင်း တခွေမှုဥဆောင်တော်ရေဘုံမြကဝင်ရောက်ပြီးခက်တခက်ခက်ရပွေချင်းပြီးခွေတဲ့ဝတ်တေတေဆုံးခေချောင်းတီစီရပါရင်တေဆုံးတော်တော်ပြောဆိုထီခေါဆောင်မူအောင်ထမတနတ်တလက်ជីဘော့တခုជីစေတောင်းတော့တင်းစီရရှိခေပြီးဒေါ်လန်ရေရေဘုံမြအထီအခိတ်မရှိပြန်လေဆုတ်ခွနိုင်ခေချောင်းတီစီရပါရင်နာမီជីပြောဆိုထီခေါဆောင်ဖြစ်တယ်လို့တီစီရပါရင်ဒါပေမဲ့ကျွန်တော်တို့ကတော့မတီးဘူးပေါ့ကွာသူငယ်ချင်းတွေလက်တီမှာမဟုတ်ပါဘူးသူမျက်နှာကိုကြည့်ကြပါအောင်လို့ရောက်တော့မပေါ့ဘူး အခုတော့ခွေးတေဝတ်တေတေဆုံးသွားပြီဆိုတော့ကောင်းလေးတေတတိနောက်တဲ့ဒီဇင်ဘာလကူရနေည9:55မိနစ်အချိန်တောင်းမှုရှိအာနာတင်းစတောက်စုဤကေတုမတီလေတက်အဒွင်းစီစီလောင်ကမြားကိုအဓိကပြမှတ်ထား၍တရခုမမရှော့တိတ်ဒုံချုံလုံးဖြစ်ပြီးကတ်တဲ့ခေခေယာလေတက်အဒွင်းတောက်ကြာရောက်ပုတ်ကွေပြီးထက်စင်ပုတ်ကွေတာမြားကြာရကြောင်းလေရင်ခေရနဲ့တန်စာကူတောင်ထိမှန်ခေပြီး ပေါင်150ပေါင်200ပေါင်300ဘုံတီမြာကူတောင်ဖြည့်ရိတ်ပုတ်ကွေးမှုပင်ထန်ကနာယူဝတ်ကြိုခန့်ကပ်မရအောင်ပုတ်ကွေးခိချောင်တီစီရပါတယ်ရင်းပင်ရှုတ်တိတ်တုံထိမှန်ပုတ်ကွေးမှုကြောင့်ခေယန်ကူတောင်အနီလုံချုံရဲ့တာဝန်ယူထားသူချုပ်ကောင်ခွေတေဝတီတီဆုံးပြီးတန်ရရသူများလည်းရှိချောင်တီစီရပါတယ်လေတက်တဖွဲ့ဝင်များနဲ့မိသားစုဝင်များကိုအပင်ထွက်ခွင့်ပိတ်ထားပြီး လိုင်းခိုင်းမြတွေဖုံးမြကိုလိတ်လံစစ်ဆေးနေကြောင်းသိရှိရပါတယ်။လေရင်ခေရမြတ်နဲ့တန်ဆာကူတော်မြတ်လည်းပျက်စီးတယ်ဆိုတော့ဒါမိတ်ပြီ။ဘုံတီတွေလည်းပျက်စီးတယ်ဆိုတော့အားရတယ်ကွာ။နောက်တစ်ခုရှိသေးတယ်။ကူတော်ပုတ်ကွေးမှုကြောင့်လေရင်ကွန်လက်တီမှပျက်စီးတယ်လို့သိရှိရပါတယ်။ကောင်းလေတဲ့တတင်းတော့ပတင်းဘုံမှုချောင်းမြုပ်တင်ကတူရတူဖြစ်သူမိုင်းဆွေခံရပြီ။ တေဆုံခေတေလုံလူမှုကွေရက်မှာမနေ့ကဒီဇင်ဘာ၁ရက်မှာအတိပေးရေးသားထားပါတယ်။ Mighty P တေဆုံတော်သူကစစ်ဘူးမူဝင်းထွန်းဖြစ်ပြီးနှစ်ထောင်နှစ်ဆက်တုံးကွန်တီကပင်ဦးလွန်စစ်တက်ကတူကနဲ့ဂျောင်းစင်ခေတာလို့ဆုံဆန်တီစီရပါတယ်။စစ်ဘူးမူဝင်းထွန်းတေခေတေနေရနဲ့ပတ်သက်လို့ဘူချောဟောင်းမူမင်ကအာယမတ်တာလို့အတူကောက်တာရေးသားထားပါတယ်။၂၀၂၃မှာတင်တန်းစင်ပြီးမှ 2025မှာခွေးတီဝတ်တီတီဆုံးသွားတယ်ဆိုတော့ဒါဆိုလို့နေကွာကောင်းလေတဲ့တတင်းနောက်တင်းကြင်အမျိုးသားအစီအယုံ KNU ဘိတ်ထဝေကရင်ကြင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာလေးနဲ့အတူစီရေးပို့ဆောင်နေတဲ့ထီစေမေရွာစစ်ကြောင်းဟာ KNLA လက်အောက်ခံတပ်အဖြစ်ပူးပေါင်းလာကြောင်းကြင်တင်းရင်းမိကပြောပါတယ်အရင်က KNLA တရင်တစတိနဲ့လက်အောက်ခံစစ်ကြောင်းတစ်ခုဖြစ်တဲ့ ။ ठी से मे युआ सिचोंगा सिटाआना तिंसाका KNLA တမာလေးက CA ဖို့ဆောင်မှုမလောက်တာနဲ့ပတ်သက်ပြီးသဘောထားကွေးလွေးက teacher ရတ္တီယာမအခု2025ခုနှစ်ကုန်ပိုင်းမှာ KNLA အတူပြန်လေရတ္တီ kitchen pite လို့ဆိုပါတယ်။2023နောက်ပိုင်းမှာအာနာစင်ကိုမတိတ်ပေးနဲ့နေခဲ့တယ်။အခုတော့ KNLA နဲ့ပူးပေါင်းပြီးမှအာနာစင်ကိုတိတ်ခိုက်သွားတာဖြစ်ပါတယ်။ KNLA နဲ့ပူးပေါင်းသွားတာဖြစ်ပါတယ်။ အာစီရှာတရင်ဖြစ်ပါလေကောင်းလေးတဲ့တတင်းနောက်တတင်းစစ်တုစုတတင်းချုပ်ထားတဲ့မန်လီတိုင်းမူကောက်မြုပ်နေရနောက်ပိုင်းကဘောလုံးကြီးရွာနဲ့ဘောလုံးလေးရွာဖက်ကစစ်တုစုစခန်းတစ်ခုကိုဒီဇင်ဘာလ3ရက်မှာတင်ပိတ်ထားနိုင်တယ်လို့ဒီဇင်ဘာ6ရက်ညနေ6:00နာရီခန့်ကလေအရေးပါတဲ့စစ်စခန်းကုန်းတစ်ခုကိုမူကောက်တော်လှန်ရေးတပ်ပေါင်းစုတွေကထပ်မံတင်ပိတ်လိုက်နိုင်တယ်လို့စုံစမ်းသိရှိရပါတယ် မြို့ပတ်ချာလေးရန်သူတက်ဆွေးထားတဲ့မူကောက်အနောက်ပိုင်းနဲ့အစီပိုင်းနေရာတွေမှာနေ့တိုင်းတိတ်ပွေးတွေဖြစ်နေပါတယ်ဒီဇင်ဘာ6ရက်နေ့ကလေးရန်သူစခန်းကုန်းတစ်ခုထပ်တင်းထားပါတယ်ဒီနေ့ထိတိတ်ပွေးဖြစ်နေတုံးပါပြီလို့မေပင်စီရဲ့တင်ရင်မိတူကပြောပါတယ်အမျိုးသားငင်ငွေရဲ့အစိုးရ NUG ကလေးမူကောက်မူမိတ်နေမိသေးမှာပြန်လေထင်းချုံနိုင်ရဲ့အတွက်စီရဲ့အစီမင့်တင်ထားပြီး လက်ရှိမှာလည်းတိတ်ပွေးတွေပင်းထန်နေကြောင်းပြီးထောင်စုဝန်ကြီးယုံပြောရဲဆိုခွင့်ရှိသူဦးနေဘုံလက်ကဒီဇင်ဘာလ17ရက်နေ့ဒီနေ့မှာပြောဆိုထားပါတယ်။မူကုံမြုံနဲ့မူမိတ်မြုပ်ကိုပြန်ရဖို့အယူကြီးအစိုးရကစီရဲစင်မိထားတာဖြစ်ပါတယ်။ကောင်းလိုက်တဲ့တင်နပတင်အနာသင်းစစ်တပ်အနေနဲ့နိုင်ငံရေးတူးတက်မှုမရှိဘဲရွေးကောက်ပွဲကျင်းပမယ်ဆိုရင် မြန်မာပြည်သူလူထုရဲ့ပုံမူပင်ထန်တဲ့စံကျင်မှုကိုဖြစ်စေနိုင်ပြီး ငင်းချန်စွာဖီစင်နိုင်ရဲ့ပူမူခက်ခဲလာပါကိုလေးလေးနက်နက်စိုးရင်ပူပန်းကြောင်းနဲ့စစ်တုပ်စုရဲ့ရွေးကောက်ပွဲကိုကန့်ကွက်ကြောင်မြန်မာဒီမိုကရေစီရဲ့ထောက်ခံအားပေးတဲ့ဂျပန်လွှတ်တော်အမတ်များတမကဂျပန်နိုင်ငံချဲရဲဝန်ကြီးဌာနထံအိပ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်မြန်မာဒီမိုကရေစီရေကိုထောက်ခံအားပေးတဲ့ဂျပန်ပါလီမန်လွှတ်တော်အမတ်များတမကမှာ ဖတ်တော်အမတ်တွေကဂျပန်နိုင်ငံချဲရဲဝန်ကြီးဌာနဒုတိယဝန်ကြီးဒူနီမဆူအယာနုထန်ဒီဇင်ဘာစီရက်ကတွားရောက်တွေ့ဆုံပြီးစာပေပို့ပြောကြားခဲ့တာပါစစ်ကောင်စီကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲဟာဘယ်လိုအနက်အတိတ်ပင်နဲ့မှလွတ်လပ်ပြီးတရားမျှတတယ်လို့ပြောလို့မရကြောင်းစာထဲမှာတိတ်တွင်းထားပါတယ်ဂျပန်လွှတ်တော်အမတ်69ရောက်အပါအဝင်ဩစတြေးလျာ นิวซีแลนด์เนี่ยอาเซียนနိုင်ငံတွေကလွှတ်တော်အမတ်163ရုပ်စုပေါင်းတောင်းဆိုထားတဲ့အစူပါအိတ်ဖွင့်ပေးစာကိုဂျပန်နိုင်ငံရှိပါတီအတီတီမှပါဝင်တဲ့မြန်မာဒီမိုကရေစီရေကိုထောက်ခံအပ်ပြီးတော့လွှတ်တော်အမတ်များတမကအောက်ကထက်ကွန်ဒူယူအီချီဦးဆောင်တဲ့အဖွဲ့ကတွားရောက် BHK တဲ့လို့သိရှိရပါတယ်ဂျပန်နိုင်ငံကလွှတ်တော်ကြီးများဂျေယူတင်ပါတယ်လို့ဒီကနေ့ပြောဆိုချင်ပါတယ် နိုင်ငံချဲ့ရေးဝန်ကြီးကလည်းလက်ခံမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။ကောင်းလေတဲ့တတင်းနပ်တင်းမန္တလေးတိုင်းမစ်တလာကရိုင်မလှိုင်မြို့ပေါ်ရှိစားတောက်ဆိုင်တဆိုင်တွေစစ်ကောင်စီတပ်မှဘူမှုဝေးဖြူဤမယငေကူ PDF များကဖမ်းဆီးခဲ့ပြီးနောက်တရက်အကြာတွေအစူပါဘူမှုကစားတောက်ဆိုင်ပိုင်ရှင်ကိုဖန်စီကာငွေငစ်နေကြောင်းဒေတာခမရထမ္ဖဆုံဆန်တီစီရပါတယ်။တထောက်25ခုနှစ်ဒီဇင်ဘာ6ရက်နေ့လေတနာယီဝန်းကျင်၌ မလှိုင်မိချလာကာလမကြီးစည်းပင်ကန်းချေရအနီရှိ alright စာတော့ဆိုင်တွေနေလီစာစာနေသည့်ဘူမှုဝေးဖြူဤမရငေမခန့်ရင်းဝိနှင့်ဥကူကူအောင်တော့ဤစပွေးဝိုင်းတော့ဒေတာခန်တိုလှိုင်ရတဖွဲ့ဝင်များရောက်ရှိလာပြီးနောက်မခန့်ရင်းဝိတူတီကူတာဖန်စီတွာချင်းပြောင်းတီစီရပါတယ်မခန့်ရင်းဝိကစစ်တတရင်ပေဒလန်ဖြစ်တယ်လို့လေတီစီရပါတယ်ဘာမှမဆိုင်တဲ့ alright စာတော့ဆိုင်ကူတော့ ဖိုက်ဆန်တောင်းခံရတာပေါ့ကွာစိတ်တော့မကောင်းဘူးဘူဖူးဝေးဖြိုကိုမှတ်မိကြလားအရင်ကမျိုးစိုတီကောင်းဆောင်နဲ့ရံဖြစ်တဲ့ကောင်လေဝေးဖြိုဆိုတဲ့ကောင်ကကျန်တဲ့ပုံပေါ်တယ်နော်ဖြီတဲ့ဘရိကတနေ့ဆုံးမလိမ့်မယ်ကောင်လေးတဲ့တဒင်းနောက်တင်းနောက်တင်းကတော့အပ်ဒိတ်ဖြစ်ပါတယ်ရခိုင်ပြည်နယ်မြို့ဦးစေးရုံကိုအချက်ဖက်စစ်ကောင်စီစစ်ခွေးတွေကမနေ့ညကလေရင်နဲ့ဘုံကြီးတိုက်ခိုက်မှုကြောင့်လက်ရှိအချိန်ထိအယက်တာပြည်သူ33ဦးတိဆုံးပြီး 96ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ဒဏ်ရာရရှိသူတွေထဲမှာစိုးရင်ရသူတွေလည်းရှိတယ်လို့သိရှိရပါတယ်။ပြည်သူတွေအတွက်စိတ်မကောင်းပါဘူးတတူနေပါတယ်။ဒီဇင်ဘာလ7ရက်နေ့ရက်ညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲ။ကေဒါဆွင်တော့ကျွန်တော်တို့ပထမဆုံးဒေါက်တာတေဇာဆန်တစ်ချက်လောက်နားဆင်ကြည့်အောင်။ဘယ်လို message ပေးချင်လို့လဲပေါ့နော်။နောက်ွယ်ကနီးကူဟာရောဘာလဲပေါ့လေ။ဒါကိုသိချင်ပါတယ်ဒေါက်တာ။ဟုတ်ပါတယ်။အော်ဒီရက်ဒီမှာဒါမင်းအောင်လိုင်းကဒါမင်းမျိုးနဲ့ မန္တလေးကိုဥတို့ကိုလုံးထုတ်ပြီးသွားနေတာပေါ့နော်အဲ့တော့ဒီကာလအဲ့တော့ကျွန်တော်တို့ဒီသူလူလှုပ်ရှားမှုကနေဘာသတင်းစကားပေးကျင်တယ်လဲဆိုတာကျွန်တော်တို့အိမ်မှာလည်းပြောခဲ့တဲ့ပါလေပါပဲနံပါတ်1လက်ရှိကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့လူမှုစီးပွားပြဿနာတွေအများကြီးဗျာအခုကုန်စည်တုံးတွေကြီးတယ်မိုးပြောင်ခေါင်ခိုက်နေနော်စီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးအကုန်လုံးဟိုးအဝေစီးတောင်းတဲ့ရှိပြီးကျသွားနေ့စဉ်ဘဝဘာမှမလုံခြုံတော့နော်ဘာမှမလုံခြုံတော့ကျွန်တော်တို့ယူနီဖောင်းဝယ်ရဲမြင်ဝန်တော်ပြည်ကမြင်ကိုကြောက်နေရတဲ့ဘဝဖြစ်ကုန်ပြည်သူတွေမှာနော်အဲ့တော့ မျိုးပြလေးမျိုးပြလေးရောက်ခုနပြောတဲ့ဖိနေမှုနော်ဒါအတင်းအားဒါမှစစ်မှုထံဥပဒေဆိုတာကြီးနဲ့လူတွေကိုပေါ်တာဆွဲတဲ့တင်လန်းတွေကိုထည့်တယ်ကျင်းလက်မှာလည်းနေတိုင်းဘုံတွေကျဲခံနေရတယ်စစ်ကြောင်းထိုးခံနေရတယ်အဲ့တော့ဓာရီအားလုံးရဲ့ပင်မလက်တဲ့တည့်ရခံကဒီအာနာသိမ့်မှုကြောင့်ဖြစ်တယ်မင်းရောက်လာရင်အာနာယူလို့ဖြစ်တယ်စေအာနာရှင်စနစ်ကြောင့်ဖြစ်တယ်အဲ့တော့ပြောချင်တာအာနာရှင်စနစ်ကတကယ်တော့တရားစင်းသားကြီးကြပါတက်မတော်အတွက်လည်းရန်သူပဲအခုမင်းရောက်လေအာနာသိမ့်လို့မြန်မာတက်မတော်အတွက်ဘာကောင်းသွားတာရှိလဲ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့အတွက်ဘာကောင်းသွားတာလဲရှိတယ်လေပြည်ခိုင်သူတို့တို့ဟဲ့လားနိုင်ငံရေးပါတီတွေအတွက်ရောဘာတခုကောင်းသွားတယ်လဲဒီအာနာရှင်စနစ်ဒီတိုင်းပြည်ရဲ့ဘုံရန်သူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီလူမှုလှုပ်ရှားမှုကနေအလေးနဲ့တင်စကားပါပါဒါပြင်ကျွန်တော်တို့ကြည့်လိုက်ပါတော့မြန်မာပြည်ဥစ္စာရေးရတဲ့နှစ်ပေါင်း90ကျော်80နိုင်ငံရေးတမန်ကတက်တည်ပြပြီကျွန်တော်တို့တိုင်းပြည်တကယ်တည်ငြိမ်ခြင်းနဲ့တကယ်ကြွယ်ဝချမ်းသာခြင်းနဲ့ကမ္ဘာမှာမြန်မာဟိဆိုပြီးရင်းမောင်းတမ်းပြီးတော့နော် ကမ္ဘာအဆင့်ကြီးတိုင်းပြည်တစ်ခုဖြစ်ချင်တဲ့ဟေးဆိုတေးကြတယ်ကျွန်တော်တို့နိုင်ငံကိုတကယ်စစ်မှန်တဲ့ဒီမိုကရေစီစနစ်တကယ်စစ်မှန်တဲ့ဖက်ဒရယ်စနစ်နဲ့တည်ဆောက်မှသာရပါလိမ့်မယ်ဒါကြောင့်ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရေးဒီကျွန်တော်တို့တိုင်းသူပြည်သားအားလုံးရဲ့ဒါဘုံကြီးမတ်ချက်ပန်းနိုင်လေးဖြစ်တယ်အာဏာရှင်စနစ်ခြုံငင်းကြီးကကျွန်တော်တို့ရဲ့ဒါဘုံလုံးငန်းစဉ်ဘုံတာဝန်လေးဖြစ်တယ်ပေါ့ဗျာဒါကိုကျွန်တော်တို့ဒီလူလူလှုပ်ရှားမှုကနေဖက်ဆောင်ပြီးတော့လက်ရင်းစကားပါပါအဲ့တော့ဒီနေရာမှာပြောစရာတစ်ခုရှိလာပါအာနာရှင်စနစ်ကြီးကိုစန့်ကျင်ရတာ ကျွန်တော်တို့ကအင်မတန်မှအရင်အနည်းကြီးလာပါတယ်။ဆုံးရှုံးထိခိုက်မှုတွေလည်းများလာပါတယ်နော်။အသက်တွေဘဝတွေသွေးတွေချွေးတွေအများကြီးပေါ့လေ။တိုးတော့ကျွန်တော်တို့အလေးနဲ့ပြောချင်တာဒီအာနာရှင်စနစ်ကိုမဆန့်ကျင်ပဲမတွန်းလှန်ပဲခေါင်းငုံလဲဆင်းခံရင်ဖြစ်မဲ့နောက်ဆက်တွဲဆိုးကျိုးအာနာရှင်စနစ်ကြီးတဆိုးရှည်သွားရင်အမြင့်တွေသွားရင်ဖြစ်လာမဲ့နောက်ဆက်တွဲဆိုးကျိုးတွေကအစမတန်ပိုပြီးတော့များပြတဲ့အစမတန်ပိုပြီးတော့ပြင်းထန်တဲ့အတွက်ကျွန်တော်တို့ဒီအာနာရှင်စနစ်ကိုတမိုင်းပေးတာဝန်အရာဆက်လက်ပြီးတော့ ဆန့်ကျင်တွန်းလှန်သွားကြမှာဖြစ်တယ်ပြည်သူသားအဓိကဖြစ်တယ်ပြည်သူအားနဲ့အတူဒီအာဏာရှင်စနစ်ဆက်ကျင်ရေးကိုအစွမ်းကုန်ဆက်လက်ဆောင်ရွက်ကြမယ်ဆိုတာကိုကျွန်တော်တို့ဒီလူလူလှုပ်ရှားမှုကနေပြည်သူလူထုကိုအလေးနဲ့သတင်းတကာတင်ပြတိုက်တာဖြစ်ပါတယ်ဒါလေးဆက်ရှာကောင်းပါတယ်ဒေါက်တာတေဇာဆန်ဒေါက်တာတေဇာဆန်နဲ့အဖွဲ့တွေမန္တလေးမှာစန္ဒပြပြည်တဲ့နောက်ပိုင်းမှာစစ်ခွေတွေကအမှုဖွင့်ထားပါတယ်ဒီနေ့မှာတော့စစ်ခွေတွေက စုငွေထုတ်ပြန်ထားပါတယ်ဒေါက်တာဒေဇာဆိုင်ကိုဖမ်းနိုင်ရင်တော့ ငွေဘလောက်ပေးမင်ဘာငင်ကိုကွာပေါ့ကွာသူတို့ကုတိုင်ကမဖမ်းရေမဖမ်းနိုင်ပေးနဲ့ပြီးသူလူထုကဒုက္ခပေးပြန်ပြီးစစ်ခွဲတွေကအေးစစ်ခွဲတွေမင်းတို့ပြောပြမယ်မင်းတို့တသက်လုံးဖမ်းနိုင်မှာမဟုတ်ဘူးမန္တလေးမြို့ဒွင်းထက်ထီလာပြီးမှစန္ဒပြရေးတဲ့တတိကမင်းတို့တတိနဲ့နှိုင်းရှင်ကြည့်မရဘူးမန္တလေးမြို့ကမင်းတို့ကအောက်ချုပ်တယ်လို့မင်းတို့ထင်ပါပဲဒါပေမဲ့မန္တလေးမြို့ထင်းမှာလဲတော်လှန်ရေးရေးဖို့တွေအများကြီးအဲ့ဒါပြောပြတာစစ်ခွဲတွေတိဖို့ ကြည့်ဒါဆိုရင်တော့ note video ဥကူကူလေးပြောတော့တာကိုတစ်ချက်လောက်နားစင်ကြည့်ရအောင်တုံငချင်းတွေလည်းဘ ഹു တူတာရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အကြမီကာလဖြစ်တဲ့ဒီဇင်ဘာလ28ရက်နေ့ဆိုရင်စစ်ကော်မရှင်ကနေပြီးတော့ရွေးကောက်ပွဲပြုလုပ်တော့ပါမယ်အဲဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်ပထမတော့ပို့စကုတင်ခဲ့တယ်ရွေးကောက်ပွဲမှာမဲမဲပေးတင်တော့ပုဂ္ဂိုလ်များဆိုရင်နာဂတ်ကုံ6ပါးနဲ့ပတ်သက်ပြီးကျွန်တော်ရှင်းပြဦးအဲ့ဒါလေးကိုပြန်ပြီးတရိယမယ်ဆိုရင် ကျွန်တော်ပြောခဲ့တာကကနန်းပုတ်တိဝါပင်လိန်ညိုနတ်တုံးခွေအားဆိုရယ်နာရကကုံနဲ့မညီတဲ့လူတွေကိုမဲမပေးနဲ့လို့ကျွန်တော်ကပြောခဲ့တယ်။ဒါပေမဲ့ခုရွေးကောက်ပွဲလည်းနီးပြီဆိုတော့မဲပေးတဲ့နဲ့လူတွေဟာဘယ်လိုလူတွေလဲလို့ကျွန်တော်ကပြောပြချင်တာပါ။အဲ့ဒါကအခြားကိစ္စတော့မဟုတ်ပါဘူး။မဲပိတဲ့နေဆိုတဲ့လူတွေကိုဥပမာတစ်ခုဥပမာနဲ့ပြောပါအဲ့ဒါကတော့ ျွန်တော်ဓာတ်သွေးကြောက်ဓာတ်သွေးကြောက်နဲ့တူတဲ့လူမျိုးတွေကိုမဲပေးပါရဲရဲပေးပါမမားပါဘာလို့လဲဓာတ်သွေးကြောက်ဆိုတာကရှင်းချင်းလေးပြောရင်သူ့ကိုယ်သူအပားခံသူ့ကိုယ်သူအနစ်နာခံဓာတ်ကိုထမြက်စေအောင်အသွေးခံနာမှုလို့ဓာတ်သွေးရဲ့နေရာမှာသူနစ်နာရင်နစ်နာတာနစ်နာပါသေးသူပါရင်ပါပါစေဓာတ်သွေးကြောက်စွာအပားခံအနစ်နာခံတဲ့ ကြောင်မျိုးမို့လို့အဲ့လိုလူမျိုးနဲ့တူတဲ့ကိုယ်စလဲပဲဖြစ်ဖြစ်ပါတီပဲဖြစ်ဖြစ်ရဲရဲပေးလိုက်ပါဓာတ်သွေးကြောက်လို့တို့တော့ကိုယ်စလဲဓာတ်သွေးကြောက်လို့ပါတီရဲရဲပေးပါလို့ကျွန်တော်ကပြောချင်တယ်နောက်တနခါတုံးနဲ့တူတဲ့တနခါတုံးနဲ့တူတဲ့တို့တော့ကိုယ်စလဲပါတီမဲပေးလိုက်ပါဘာလို့လဲအားလုံးနဲ့တည်ပါတနခါတုံးဆိုတာကြောက်ပြင်မှာတွေးရတာပါ တွေးတဲ့ခါသူကုတ်သူအပွေးတွေဟုတ်လားအပွေးတွေကနေပါတဏ္ဍာဖြစ်အောင်အထွက်ကံတဖြည်းဖြည်းနဲ့အပွေးတွေကပါပြီးသူကုတ်သူအပားခံပြီးတကားသူရဲ့လှပမှုကိုဖန်တီးပေးနိုင်တဲ့တဏ္ဍာတုံးလို့အနစ်နာခံတဲ့လွတ်တော်ကိုယ်စားလှယ်ပြီးသူလွတ်တော်ကိုယ်စားလှယ်ဒို့မဟုတ်ပါတီအဲ့လိုမျိုးလို့ဘဲပေးလိုက်ပါမမားပါဘူးနောက်တစ်ခုပြောချင်တာကတပြက်စီးလို့ ပုံကူမျိုးတွေတပြက်စီအားလုံးလည်းလက်တွေ့သုံးနေတာပဲတပြက်စီဆိုတာသူ့ကိုယ်သူတဖြည်းဖြည်းနဲ့အမိုက်တွေလဲရင်အရှုပ်တွေလဲထုံရင်သူဟာတဖြည်းဖြည်းသူ့ရဲ့တပြက်စီတန်လေးတွေဟာအတုံးခံပြီးတော့မှသူ့ကိုယ်သူအနစ်နာခံပြီးတပြက်စီဟာပတ်ဝန်းကျင်ကိုတာယာစေတယ်လှပစေတယ်အညစ်အကြေးတွေကိုပယ်ဖျက်စေတယ်တပြက်စီနဲ့တူတယ်လွတ်တော်ကိုယ်စားလဲတပြက်စီနဲ့တူတယ်ပါတီနဲ့ ဘဲပေးပါရဲရဲပေးပါမမားပါဘူးလို့ကျွန်တော်ဆွေးနွေးခြင်းပါလေနောက်တစ်ခုကဖြီးဖြီးနဲ့ဖြီးလို့လူဖြီးလို့လွတ်တော့လို့ဆိုဖြီးလို့ပါတယ်ဘာလို့ဖြီးလို့ပြောလဲဖြီးဆိုတာလူတိုင်းရဲ့အပုကိုအပေါ်ကနေသူ့ကိုယ်သူအပုခံပြီးတော့အမိုးခံတာအမိန်ခံတာအပြက်ခံတာအပြဲခံတာအနစ်နာခံပြီးတော့သူကပြပြလူတွေကိုအကျိုးပြုတာအဲ့ဒါဖြီးလို့အကျိုးပြုတော့လွတ်တော့ကိုယ်စလဲ ထီးလို့အကျိုးပြုတော့ပါတီမဲပေးပါရဲရဲပေးလိုက်ပါပြည်သူအတွက်နိုင်ငံအတွက်အကျိုးရှိပါလိမ့်မယ်လို့တင်ပြပေးရစီနောက်ဖနက်လို့လူဖနက်ကအားလုံးသိပါတယ်လူတိုင်းစီးနေတာပဲမိမိခလုတ်တွေဂဲတွေဇူးတွေမရောက်အောင်ကိုသွားလို့တဲ့ခကြီးကိုဖြောင်းဖြောင်းပြူးပြူးရှောင်းသူကအပားခံအနစ်နာခံအလင်းခံပြီးတော့သူကကျွန်တော်တို့လူတွေကို အကျိုးပြုတာအဲဒါကြောင့်ဖနက်လို့ ဥက္ကုကအနွန္နာခံမဲ့လွတ်တော်ကိုယ်စလဲဒီဖနက်လူအနစ်နာခံမဲ့ပါတူဒီမဲပေးတင်ပါတယ်လို့ကျွန်တော်ဆွေးနွေးခြင်းပါတယ်နောက်တစ်ခုကတော့ဖျောင်းတိုင်းလို့လူမျိုးဖျောင်းတိုင်းလို့ပါတီကိုမဲပေးတင်ပါတယ်ဘာကြောင့်လဲဆိုတော့ကဖျောင်းတိုင်းအားလုံးလဲထွန်ကြီးပူဇော်ဘူးပါဖျောင်းတိုင်းကမိမိကိုယ်ကိုမိမိအလောင်ကျွမ်းခံပြီးတပားသူရဲ့မုံနေတဲ့ကိစ္စရဲ့ကိုအလင်းပွေးနိုင်တဲ့ဟာမျိုးဖြစ်ပါအဲဒါကြောင့်မိမိရဲ့ဟာလား ကိုကိုကိုလောင်ကျွမ်းတယ်တဖြည်းဖြည်းမိမ့်မိန်သွားတယ်တူတူရောင်းနိုင်လေးတွေဟာတကယ်ဒီရင်းနဲ့သတိခံရတယ်အဲ့တော့သူတပါကိုကိုကိုမိလောင်ကျွမ်းပြီတပါသူကိုအလင်းပေးနိုင်တဲ့ဖျောင်းနိုင်လို့လွတ်တော်ကိုယ်စားလှယ်မျိုးရောင်းနိုင်လို့ပါတီရပါတီလိုပုံကုန်မျိုးတွေကိုမဲပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့ဒီခြောက်မျိုးတိုင်းပြည်ရဲ့အကျိုးပြည်သူရဲ့အကျိုးပြုတဲ့ပုံကုန်တွေဖြစ်ပါတယ်အဲ့တော့ကြာသောကာလမှာရွေးကောက်ပွဲကျင်းပတော့မယ်ဆိုရင်အခုကျွန်တော်တင်ပြဆွေးနွေးခဲ့တဲ့ ဓာတ်တွေကြောင့်တဏ္ခါရုံတပြည့်စီထီဖနက်ဖျောင်းနိုင်လို့ပုဂ္ဂိုလ်မျိုးတွေကိုဖျောင်းနိုင်လို့ပါတီမျိုးတွေကိုရဲရဲကြီးမဲပေးကြပါဒါပေမဲ့ဗျာကျွန်တော်အနေနဲ့ကတော့အပြုသဘောဆောင်ပြီးပြောတာဖြစ်ပါတယ်အခုအများပြည်သူရဲ့အကျိုးကိုကိုစားပြုမယ်ထင်တဲ့လူပုဂ္ဂိုလ်ကိုစားပြုမယ်ထင်တဲ့ပါတီတွေကို ပြည်သူလူထုတွေအနေနဲ့စဉ်းစားဆုံးဖြတ်ပြီးမဲပေးတင်ပါတယ်အဲ့လိုမဲပေးတဲ့နေရာမှာ ကျွန်တော်တင်ပြသလိုပေါ့နော်ခဏဘုတ်တင်ဝါပြင်လိမ့်လို့နှထိုးသွေးရနှထိုးခွေးရဆိုတဲ့နာဂကုံနဲ့မညီတဲ့နော်ဘဂဝါတွေကိုပါတီတွေတို့တော့ကိုလည်းမပေးနဲ့ဆိုလိုတယ်ဒီအခုပြောတဲ့6မျိုးတော့မဲပေးပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံနေပါတယ်။ဒါပေမဲ့ဒီနေရာမှာပြောပြချင်တာကကျွန်တော်တို့အခုပါတီတွေထဲမှာပြည်သူလူထုနဲ့တိုင်းပြည်ကိုအကျိုးပြုမဲ့ပါတီမျိုးအဲ့လိုမျိုးရှိသလား။ ဲ့လိုမျိုးရှိရင်လည်းအဲ့လိုမျိုးပေးပါအဲ့လိုပါတီကိုပေးပါကျွန်တော်ကျွန်တော်အနေနဲ့ကြည့်မယ်ဆိုရင်ဘယ်လိုပြောမကြည့်ပင်လို့လို့ဟာဂုတ်ကောပင်လို့ဟာမျိုးဓမ္မပင်လို့ဟာမျိုးများပြည်သူကိုပူလောင်တဲ့ခါမှာအရေးပေးနိုင်တယ်အပေမျိုးတွေပေးနိုင်မယ်လူပုဂ္ဂိုလ်လို့ပါတီမျိုးတွေပေးပါဒါမဲ့တချို့တချို့တော့ပါတီတွေဟာဘယ်လိုဖြစ်လဲဆိုမိမိထိတ်ရောက်ရင်ပြီးရောမိမိရှေ့ရောက်ရင်ပြီးရောဆိုပြီးထမ်းမယ်လို့ပါတီမျိုးတွေတွေးရပါတယ် အဲ့လိုဓမ္မေလို့ပါတရားတော့သူကိုယ်သူတော့ထိရောက်နေတယ်အမြင့်ရောက်နေတယ်ဒါမဲ့ဒီတူလူလူကိုအကျိုးပြုနိုင်တယ်အရေးပေးနိုင်တယ်အပေမျိုးမဖြစ်ဘူးအဲ့လိုပါတီမျိုးကိုလည်းမဲမပေးမိဘူးအရေးကြီးပါတယ်အဲ့လိုလူမျိုးတွေတကောင်းမှရှိမှာမဟုတ်ဘူးအဲ့ဒီပါတီကောင်တွေအခုစစ်တောက်စုလက်အောက်ကပါတီဝင်တွေကအမှန်ပြောရမယ်ဆိုရင်တော့အကုံလုံးပုတ်ပြားစိတ်ရှိတဲ့ကောင်တွေကြီးပဲပုတ်ပြားဆိုတာကသူ့ဖက်မှာအကုံလုံးယူထားတယ်ဟိုဖက်မှာမပေးဘူး တကောင်းမှမေးပေးဖို့မတန်ကြဘူးလို့ကျွန်တော်ကတော့မိပါတယ်။တုံငီချင်းတို့ရောဘလို့ထင်ကြတာလဲ။အပြုတ်တွေပဲကြည့်တယ်ဘာမှလုပ်နိုင်မှာလည်းမဟုတ်ဘူး။စွန့်ဆောင်နိုင်မှာလည်းမဟုတ်ကြဘူး။ပုတ်ပြအုပ်စုလို့ပဲကျွန်တော်ကတော့မိပါတယ်။ geta swing dot note video ငပောက်တစ်ချက်လောက်နားဆင်ကြည့်အောင်။မနေ့ကဒီဇင်ဘာ10ရက်နေ့မှာထူခြားတဲ့ချက်လေးတွေရှိပါတယ်။ကြည့်ကြရတယ်။အဲ့တော့ဒါဘာလဲဆိုလို့ရှိရင်အတန်တိတ် debate ဆိုပြီးမှလုပ်လိုက်တယ်အဲ့လိုအတန်တိတ်တပည့်အပြည့်မထွက်ရဆိုပြီးလှုပ်လိုက်တယ်အပြည့်မထွက်ရ10နိုင်ရနေမနဲ့10နိုင်ရနေတုံးနိုင်ရည်တဲ့ ့တို့ရွေချက်ကတော့ဗျာမနေ့10နိုင်ဆိုဈေးခွဲကြီးပေါ့နော်ဈေးခွဲပြီးဆိုရွေချက်နဲ့အဲ့မဲ့ဟုတ်လားဒီ10နိုင်နောက်ပိုင်းဆိုလူတွေတိတ်လဲပြင်မထွက်ကြဘူးလေဗျာအဲ့တော့တို့ရွေချက်ကပို့ပြီးမှလဲရလဲတပတ်မပြေဘူးဆိုပို့ပြီးမှစီကားသွားတယ်ဗျာနော်စီကားသွားတယ်အဲ့တော့ဒီလူလူတို့တရက်လုံးကလူတို့ကိုအကုန်လုံးထောက်ခံတယ်လို့လူတို့ကိုကိုထင်းကြီးထင်လိုက်ပုံကြပါတယ်ဗျာနော်အဲ့ချိန်မှာခင်ဗျထူးခြားချက်လေးရှိတာကဈေးတွေလည်းစီစီကားကားပါပဲအခြားအခြားပါတီတွေကအဲ့ချိန်မှာ online တွေ messy ုံဝဲတွေလုပ်နေတယ် ဲ့တော့နိဗ္ဗိတ်တူကိုပြောခြင်းနဲ့ပြည်သူလူထုတရားလုံးပြည်သူတရားလုံးကအဲ့ NUG နဲ့ NLD ကိုထောက်ခံနေတာမဟုတ်ဘူးအဲ့ဒါကိုကောင်းတဲ့ထဲထားဖို့လိုတယ်နော်ကောင်းတဲ့ထဲထားဖို့လိုတယ်မဲပေးမဲ့လူတွေကဟုတ်ပြီအမင်းတို့အဲ့ဒီက AUG ထောက်ခံတဲ့လူတွေ NLD ထောက်ခံတဲ့လူတွေကွာအခုလက်ရှိရွေးကောက်ပွဲကိုမဲမပေးဘူးထားလိုက်မဲတပြက်မဲတယောက်မှမပေးဘူးထားလိုက်အခြားအခြားပါတီထောက်ခံဝိုင်းရံနေသူဒီအားလုံးကသူ့ပါတီနဲ့သူမဲပေးနေဝင်လဲ ်ရွေးကောက်ပွဲကအောင်မြင်သွားတယ်ဆိုတော့တည်ရလားတည်တယ်တည်တယ်ပောက်တယ်နားလေရဲ့လားနားလေတဲ့ခွေးပြည်သူလူထုတရားလို့ကမင်းတို့ထောက်ခံနေရမဟုတ်ဘူးပြည်သူလူထုတရားလို့ဟုတ်လားအဲအခြားအခြားပါတီသူ့ပါတီနဲ့သူသူ့ပါတီနဲ့သူမဲပေးလို့ချင်းလဲရွေးကောက်ပွဲကအောင်မြင်သွားတာနောက်လည်းတိတိချာချာလေးလာအိုးမင်းတို့ကဘာတို့အတန်တပိတ်ဆန္ဒပြရလဲမသိဘာတို့အတန်တပိတ်လုပ်ပါလဲမသိဟုတ်လားဒါပေမဲ့မင်းကတော့တော်တော်ကြီးတော့ထူးခြားပါတယ်မင်းတို့စကားတော့တားနားထောင်တာလေမသေးလေစီလို့ လမ်းနေလည်းပြည့်လို့လူတွေတို့ဟာကိုတို့ကပုံမှန်တွားလာလှုပ်ရှားလက်ဖိတ်ဆိုင်တွေလည်းဒုံးတူသွားပဲတွားလာနေကြတာပဲเนาะအဲ့တော့မင်းတို့ရဲ့ငကိုကလေးရပါပဲကြာရှုံးကရောက်ပြီဆိုတော့တော့ကိုကုတ်ကိုတိတယ်နေလို့ပြောချင်တယ်ငပုတ်ကရွေးကောက်ပွေးပြီးရင်ပါဖြစ်မလဲဆိုတာကိုတခုမှသူမသိဘူးနားလည်းမလည်ဘူးအတန်တိတ်တပိတ်လောက်တာလဲဘာကြောင့်လောက်တာလဲဆိုတာကိုလည်းသူနားမလည်ဘူးပစက်ထဲမှာထွက်တဲ့ပုတ်ကရတွေပဲသူကပြောနိုင်တယ်မင်းတို့ခွေးကောက်ပွေးကောက်အောင်မင်းမယ်ဆိုတာကိုတော့ကျွန်တော်တို့တိတယ်အဲ့ဒီနောက်ပိုင်းမှာဘာဖြစ်သွားမလဲဆိုတာမင်းမသိတော့ဘူးမဟုတ်လား တနိုင်ငိုင်လုံးတော်မှခွေးကုတ်ပွေးမလောက်နိုင်တဲ့မင်းတို့ခွေးတွေမင်းတို့ခွေးကုတ်ပွေးလောက်နိုင်တာကရန်ကုန်မန္တလေးနေပြည်တော်တနင်္သာရီတိုင်းအဒီနေရမှာမင်းတို့ကလောက်နိုင်မှာတိုင်းလေးတိုင်းလောက်ပဲမင်းတို့ကအုပ်ချုပ်နိုင်မှာအဲ့ဒါကြောင့်တခြားနိုင်ငံတွေကလည်းမင်းတို့ကိုအတိအမှတ်ပြုတ်မှာမဟုတ်ဘူးတနိုင်ငိုင်လုံးကလောက်တဲ့ရွေးကုတ်ပွေးမဟုတ်ဘူးဆိုတာကိုမင်းတို့ခွေးကုတ်ပွေးပြီးမှတခြားနိုင်ငံတွေကပူတိလာမယ်အဲ့ဒီချိန်မှာမင်းတို့တွေပူနာမယ် မင်းတို့အုပ်ချုပ်မှုတွေဘလောက်ဆက်သွားမလဲဆိုတာကိုမင်းတွေးကြည့်မင်းကဘာမှလည်းနားမလည်ဘူးပြုတ်ပြရင်လက်လက်ကားပဲဆောက်တာဆောက်ကြည့်ပါလို့ဒီကနေ့ပြောချင်ပါတယ်နော်ဟုတ်ကဲ့ပါသူငယ်ချင်းတို့ဒီနေ့ညနေပိုင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲချစ်မြချစ်တီပါတယ်ကျမိုက်ခုစိတ်ကြပါ I love you all God bless you all thank you for your time